လေးစားအပ်ပါသောပြည်တော်စုသမရမြန်မာနိုင်ငံတော်တဝန်းလုံးမှအလုံသမားလေသမားပြည်သူလူထုတရားလုံးခမညာဒီကနေ့ဤရုပ်မြင်တန်ကြားမှတဆင့်မေတ္တာဖြင့်နှုတ်ခွန်းဆက်သခွင့်ရသည့်အတွက်အထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့လေဘာပါတီရဲ့ဥက္ကဋ္ဌဥမြင်တန်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပါတီဟာ အလုံသမားလေသမားဆင်းရဲသားအခြေခံလူဒန်းစားများတို့ရဲ့ စစ်မှန်သောကုစားပြုအဖွဲ့အစည်းအဖြစ်ယက်တီနိုင်ဖို့အတွက်အားထုတ်ကြိုးပမ်းနေတာနှစ်ကာလကြာမြင့်ခဲ့ပါပြီဒီကနေ့ဒီနေရာမှာယက်တီပြီးပြောကြားခွင့်ရခြင်းဟာကျွန်တော်တို့လေဘာပါတီအတွက်သမိုင်းဝင်အခွင့်အရေးတစ်ခုဖြစ်ပါတယ်လက်ရှိရင်ဆိုင်နေရသောစိန်ခေါ်မှု များနဲ့ပတ်သက်ပြီးပြောပြရမယ်ဆိုရင် ချစ်ခင်လေးစားရတဲ့ပြည်သူများခင်ဗျာ ဒီကနေ့ကျွန်တော်တို့နိုင်ငံဟာစီးပွားရေးလူမှုရေးနိုင်ငံရေးစိန်ခေါ်မှုပေါင်းစုံနဲ့လက်ရှိရင်ဆိုင်နေရပါတယ်အထူးသဖြင့်အလုံသမားများနဲ့လယ်သမားများတို့ရဲ့ဘဝဟာကြမ်းတမ်းခက်ခဲနေစေဖြစ်ပါတယ်လौခလာစာကစားဝတ်နေရေးအတွက်မလုံလောက်မှု အလုံအကင်အခွင့်အလမ်းနှဲပါမှုမြေယာပိုင်ဆိုင်မှုအငင်းပွားမှုတွေနဲ့စိုက်ပျိုးစရိတ်ကြီးမြင့်ပြီးတင့်မြတ်တဲ့ကုံစင်းနှုံနဲ့ တင့်တော်တဲ့လုံခဝင်ဝင်မရရှိမှုတွေဟာနိုင်ငံရဲ့ကြောရိုးဖြစ်တဲ့အလौသမားနဲ့တောင်သူလေသမားတို့ရင်ဆိုင်နေရတဲ့အဓိကပြဿနာပါဒီအခြေခံလူဒန်းစားတွေရဲ့ဘဝလုံခြုံမှုမရှိသေးဖြင့်ကျွန်တော်တို့ရဲ့နိုင်ငံဟာလဲစစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုရရှိမှာမဟုတ်ပါဘူးလေးပါပါတီရဲ့ဤမှန်းချက်ဒါကြောင့် ကျွန်တော်တို့၄ပါးပါတီဟာအဓိကယီမန်းချက်၃ရပ်ကို ချမှတ်ထားပါတယ်။နံပါတ်၁မျှတသောလौခလစာအလौသမားအခွင့်ရေးနှင့် လုံခြုံမှုရရှိရန်နံပါတ်၂လေပြာမြေနှင့်လေယာထွက်ကုန်တန်ဖိုးမြင့်တင်နိုင်ရေးနံပါတ်၃ပညာရေးကျန်းမာရေးနှင့်လူမှုဖူလုံရေးစနစ်တည်ဆောက်နိုင်ရေးတို့ဖြစ်ပါတယ်။ဒီယီမန်းချက်တွေဟာ လူမှုတရားမျှတမှုနဲ့စီးပွားရေးဒန်းတူညီမှုကို အခြေခံတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုနိုင်ငံတော်ကိုတည်ဆောက်ဖို့အတွက်ကျွန်တော်တို့ရဲ့မဟာဗျူဟာပဲဖြစ်ပါတယ်။ပါတီဤမူဝါဒနှင့်လုပ်ငန်းစဉ်များကိုတင်ပြရမယ်ဆိုရင်ပြည်သူလူထုကြီးခမညာဂရိစကားတသက်မဟုတ်ပဲကျွန်တော်တို့ပါတီဟာလက်တွေ့ကြတဲ့မူဝါဒတွေနဲ့ ပြည်သူများရဲ့ဘဝကိုတိုးတက်စေရမယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ပါတီရဲ့နိုင်ငံရေးမူဝါဒသဘောထားကတော့ပါတီစုံပါဝင်တဲ့နိုင်ငံသားများဥဆောင်သည့်နိုင်ငံရေးလမ်းစဉ်ကိုကျင့်သုံးနိုင်ရေးဖြစ်ပါတယ်ပါတီရဲ့လုပ်ငန်းစဉ်များဖြင့်ပြည်သူပြည်သားအားလုံးနှင့်အလုံသမားများဥပဒေအရခံစား권နှင့်ရပိုင်권များညီတူညီမျှခံစားနိုင်ရေး တဲကြီးရွယ်အုံများနှင့်အလုံးအကင်မရှိသူများအားနိုင်ငံတော်ရံပုံငွေမှအထောက်ပံ့ပြုနိုင်ရေးဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးကာကွယ်ရေးနှင့် စီးပွားရေးကဏ္ဍများတွင်ပြည်ထောင်စုဘွားနိုင်ငံသားများ၏ဥဆောင်နိုင်ခွင့်နှင့်ဥစားပေးရတိုက်ခွင့်ခံစားရရှိနိုင်ရေးနှင့်ပြည်ထောင်စုဘွားနိုင်ငံသားများကိုအကျိုးဖြစ်ထွန်းစေမည် စည်းဘွားရေးမူဝါဒလမ်းစဉ်များကိုတင့်တော်သည့်နီလာများဖြင့်ဖော်ထုတ်နိုင်ရေးလိုဖြစ်ပါတယ်အထူးသဖြင့်အလုံသမားအခန်းကဏ္ဍအတွက်အ ਨੇ ဆုံးလောက်ခလာစာတိုးမြင့်ခြင်းလက်ရှိကုံစင်းလုံးအပေါ်မူတည်၍နေထိုင်စားသောက်နိုင်လိုက်သော မျှတသည့်အ ਨੇ ဆုံးလောက်ခလာစာမီနီမန်ဆလာရီတမ်ပတ်နိုင်ရန်ဥရေချမ်းကိုတင်သွင်းပါမယ်အလုံသမားအတမကများအားကောင်းစေခြင်း အလौရှင်အလौသမားများအကြားအငင်းပွားမှုများတွင်အလौသမားများဘက်မှရဲရဲဝံ့ဝံ့ယက်တီကာွယ်ပေးမဲ့လွတ်လပ်သောအလौသမားတမကများကိုဥပဒေအရကာွယ်ပေးပြီးအားကောင်းလာအောင်ဆောင်ရွက်ပေးပါမယ်လူမှုဖူလုံရေးကဏ္ဍမြင့်တင်ရေးနှင့်အလौသမားများအတွက်ပင်စင်လာစွာကျမ်းမာရေးစောင့်ရှောက်မှုနဲ့အလौလက်မဲ့အကျိုးခံစားခွင့်များကိုအာမခံနိုင်မဲ့ ခိုင်မာသောလူမှုဘူလုံရေးစနစ်ကိုချက်ထွင်ဖော်ဆောင်ပါပဲနိုင်ငံတော်ရဲ့လူဦးရေ80ရာခိုင်နှုန်းဟာကျေးလက်ဒေသများတွင်စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကင်နေထိုင်သူများဖြစ်ပါတယ်ဒါကြောင့်လယ်သမားအခန်းကဏ္ဍအတွက်မြေယာလုတ်ပိုင်မှုခိုင်မာစေခြင်းမြေယာလုတ်ပိုင်မှုအငင်းပွားမှုတွေကိုဥပဒေအရမြန်ဆန်စွာဖြေရှင်းပေးပြီးလယ်သမားများလက်ဝယ်ရှိမြေယာများအတွက် 开马到六盘关，我也是那样阿妈看马妹。赛彪子也下车去，这个下坡也呢。赛彪子对阿朱面皮的，但没饿、哦、着、啊，跑得生面糊。赛龙桥到这也是那样，踏板被皮，来呀，脱光面糊，顶顶到赛龙也是这样子，一百赛关呢，七十八百米，来到马泉，米表的那批新一呢？ ဒုက္ခရောက်နေသောလယ်သမားများဤကျွေးမိများကိုဖြေလျှော့ပေးပြီးစိုက်ပျိုးရေးလုပ်ငန်းများအတွက်အတိုးနှုံသက်သာသောရေရှည်ချင်းဝင်စနစ်ကိုစတင်ဖော်ဆောင်ပါမယ်။ချစ်သောအလုံသမားလယ်သမားပြည်သူများတို့ခမညာကျွန်တော်တို့လေးပါပါတီရဲ့အနာဂတ်မြောင်းမန်းချက်ဟာခေတ်နောက်ကြကြံရည်သူအမြဲတမ်းမျက်ကွယ်ပြုခံရသူစစ်မှန်သောတိုးတက်မှုအသည့်အပွင့်ကိုမခံစားရသေးသူများအတွေ့ မွေးဖွားလာတဲ့ပါတီဖြစ်ပါတယ်။ကျွန်တော်တို့ဟာဘယ်သူ့ကိုမှမမုန်းတီးပါဘူး။လူမှုတရားမျှတမှုမရှိခြင်းနဲ့စင်ရဲနွမ်းပါမှုကိုသာမုန်းတီးပါတယ်။ကျွန်တော်တို့လေဘာပါတီဟာစီးပွားရေးစနစ်တစ်ခုလုံးကိုအလုတ်သမားနဲ့လယ်သမားများရဲ့အယိုးစီးပွားအတွက်ဥတီတဲ့မူဝါဒတွေနဲ့ပြောင်းလဲပြစ်မှာပါ။အလုတ်ကိုလေးစားတဲ့နိုင်ငံချွေးနှဲစာကိုတံပိုးထားတဲ့နိုင်ငံကိုတိဆောက်သွားပါမယ်။ ဒီလိုအပြောင်းလဲတွေအတွက်ကျွန်တော်တူဒီတပါတီတဲ့နဲ့မရပါဘူးပြည်သူအားလုံးရဲ့အားပြည်သူအားလုံးရဲ့မဲဆန္ဒလိုအပ်ပါတယ်ဒါကြောင့်ဒီဒီကြိမ်ရွေးကောက်ပွဲမှာပြည်သူတွေရဲ့ဘဝပွင့်ပြိုးတိုးတက်စွေဖို့ကိုယ်စလဲကောင်းများကိုရွေးချယ်ကြပါလူမှုဘဝဒုက္ခများကိုဖယ်ရှားနိုင်ရေးအတွက်လေးပါပါတီကိုရရဲဝုံးဝဲပေးကြပါ ဒီမဲဟာတင်တို့ရဲ့လောက်ခလာစာကို တိုးတက်စေမဲ့မဲတင်တို့ရဲ့မြေယာလောက်ပိုင်ခွင့်ကိုလုံယုံစေမဲ့မဲတင်တို့ရဲ့သားသမီးတွေကိုပညာတတ်ဖြစ်စေမဲ့မဲတင်တို့ရဲ့မိသားစုဘဝကိုဖွံ့ဖြိုးတိုးတက်စေမဲ့မဲဖြစ်ပါတယ်မဲဆန္ဒနယ်မြေအသီးသီးမှာဝင်ရောက်ရှင်ပြန်ကြတဲ့လေးပါပါတီရဲ့ကိုယ်စလဲလောင်းများဟာပြည်သူပြည်သားများတဲ့ကထွက်ပေါ်လာသူများဖြစ်ပါတယ် သူတို့ဟာတင်တို့ရဲ့အခက်အခဲတွေကို အတူရင်ဆိုင်ဖြေရှင်းပေးသွားမဲ့သူတွေပါဒါကြောင့်ဤကုန်းရုပ်အနေနဲ့ပြောကြားခြင်းဒါကတော့ဒီရေကောက်ပွဲဟာတမိုင်းဝင် အခွင့်ရေးပါဒီအခွင့်ရေးကိုလက်လွတ်မခံကြပါနဲ့တရားမျှတမှုတန်းတူညီမျှမှု ကောင်းမွန်တဲ့လူမှုဘဝတစ်ခုအတွက်ပေါ်ဆောင်နိုင်ဖို့ရန်လေးပါပါတီကိုမဲပေးကြပါလို့လေးစွာစွာတိုက်တွန်းရင်း ညီကုန်းချုပ်လိုက်ပါတယ်ပြည်သူပြည်သားအားလုံးကိုယ်စိတ်နှပါကျမ်းမာချမ်းသာကြပါစေယေရှုတင်ပါတယ်ခမညာ